ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ကနေပရာလောကနဲ့ပတ်သက်တဲ့ဇာတ်လမ်းတွေတရေတစိဇာတ်လမ်းတွေနဲ့ထိရမဲ့ဇာတ်လမ်းတွေဂမ်မီယာဇာတ်လမ်းတွေကိုထုတ်လင့်တင်ဆက်ပေးနေပါတယ်ရှင် channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်တော့ subscribe လေးလုပ်ခဲ့ပေးကြပါဦးဘေးနားအခောင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပေးပါအောင်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့တာတီရဲ့ကားလမ်းပေါ်ကတစိပဲဖြစ်ပါတယ်ရှင်ဒီနေ့ပုပ်ပါယုံချောင်းကထိန်ကတော့အတော်ကိုစီးရဲ့ ဆရာတော်ဆိုတာဝမ်းသာလို့တပြုံပြုံဖြစ်နေရောဗျာဒီလိုပြောထဏောင်းကုန်းကနေရန်ကုန်တို့မန္တလေးတို့ကိုပြောင်းသွားတဲ့ကျုပ်တို့ရွာသားဟောင်းနေသူတို့ချင်းဆက်သွယ်လုပ်ပြီးတော့ရွာကိုစုပြန်လာကြတာဗျလွန်ခဲ့တဲ့နှစ်နှစ်ကလေးကရွာမှာကထိန်ခင်းဖို့ငွေစုကြတယ်ဆိုပဲလှူလိုက်ကြတာဗျာကျုပ်တို့တရွာလုံးမိခိုးကိုတိတ်ရောပဲပရိသာပင်တွေလည်းတီးထားလိုက်တာနေရောလားဗျာအပေ20လောက်ကိုရှိတယ်ရွှေတောင်းဖျားပွဲမှာတီးနေကြကုန်မြင့်တို့ဒိုးဝိုင်းနဲ့ ဥရွှေယိုဒေါ်မိုးအကနဲ့ရွာလေးကလမ်းစီအောင်ကထိန်လှဲ့ကြတယ်။ထဏောင်းကောင်းသားတွေပြောချက်တော့ပြောမနေပါနဲ့တော့။ကျုပ်တို့ကာလာသားတွေကတော့လှုပ်ကိုပင်မန်းတာပေါ့ဗျာ။ဒါပေမဲ့ကျုပ်တို့ကလည်းပျော်နေတာဆိုတော့ပင်မန်းတဲ့လူကိုမထင်ဘူး။ကျုပ်တို့ကာလာသားတွေတယောက်မှအိမ်မပြန်ရဘူး။အားလုံးဆရာတို့ကျောင်းမှာပဲအိတ်ကြရတယ်။အိတ်ဒေတာပြောတာပါဗျာ။မိယုံကလေးပါပဲ။မနှက်ကြွေးဘူးရညကလေးကချက်ပြုတ်နေကြတာမို့လား။တစားမုံဆိုတော့ကျုပ်တို့အညာက အတော်အေးနေပြီ။ ရန်ကုန်ကလာတဲ့ကိုစိန်မောင်တို့ကိုမြောင်မောင်တို့ဆိုရင်ကျောင်းဝင်းထဲမှာမီးလုံနေကြတယ်။ကိုစိန်မောင်နဲ့ကိုမြောင်မောင်ကရန်ကုန်မှာနေကြတာ။တက္ကစီကားတွေထောင်းထားတယ်ဆိုပဲ။သူတို့ညီကိုလည်းကိုရိုင်းတစည်းမောင်နဲ့ပြီးတော့သုံးစည်းလောက်ကသူတို့ထောင်းထားပြီးသူများကိုငှားထားတာ။အခုလာတော့လိုက်လာတဲ့တက္ကစီသမား6ယောက်9ယောက်လောက်ရှိတယ်ဗျ။ဟိတ်ကောင်တောက်တယ်။လာပါအောင်ကွာ။ကိုမြောင်မောင်ရောကိုစိန်မောင်ရောကျုပ်ကိုလွတ်ခင်တာဗျ။ကိုစိန်မောင်ကြီးခေါ်လို့ကျုပ်ကသူတို့မီးလုံနေတဲ့နေရာကိုသွားလိုက်တယ်။ ထိုင်မအောင်ကွာတာတည်းရမနဲ့တော့အလုပ်တွေများနေလို့လားကိုမြမောင်ကကြုတ်ကုန်မိတယ်သူတို့ညီကိုကအသက်30ကျော်လောက်ရှိပြီအညာသားတွေသာဆိုတဲ့ဒီလူတွေကအသားလက်လက်တွေပြညီကိုနှစ်ယောက်စလုံးလူပုံကျောတွေပြစိတ်ထားလေးလွတ်ကောင်းကြတာကျုပ်ကကိုစိန်မောင်ကြီးနားမှာဝင်ထိုင်လိုက်တယ်ကိုစိန်မောင်ကရန်ကုန်ကပါလာတဲ့သူတို့မိတ်ဆွေတက်စီစရာတွေဘက်ကိုလှည့်ပြီးတော့ကြည့်လိုက်တယ်ကိုဝင်းတို့ကိုကြည်စိုးတို့ခမရတို့မဖဲဝါကိုကြားဘူးကြသလားဟာကြားဘူးတာပေါ့ဗျကိုစိန်မောင်ရဲ့ဘာဖြစ်လို့တော့ ောဒီကကျုပ်တူတာတီကမဖေးဝါကြီးနဲ့လှုပ်ခင်တာဗျဟေးဟုတ်လား नो မောင်တာတီမဖေးဝါကိုမြင်ဘူးသလားကျုပ်ကိုအန်အော်ရီမျက်နှာနဲ့ကြည့်ပြီးကိုကြည့်ဆိုးဆိုတဲ့သူကမေးတယ်ဟာမြင်ဘူးပါပြီလားဗျာအဲ့ဒီလိုပြောလိုက်တော့ရန်ကုန်ကလာတဲ့ကားဆရာတွေအန်အော်ပြီးခေါင်းတွေထောင်လာကြရောပြုံးဟင်ဘလို့ပုံစံမျိုးတုံးกว่าမောင်တာတီကအသက်40ကျော်လောက်ရှိတဲ့ကားဆရာကကျုပ်ကိုမေးတယ်အစကကျုပ်မြင်ရတဲ့မဖေးဝါကအရက်အရှည်ကြီးဗျာ ဟီဘလောက်တောင်ရှိလို့တော့မောင်းတာတည်းရဲ့ကားဆရာတယောက်ကမိဖို့လေးကိုထင်းတုံတုံထိုးထည့်ရင်းနဲ့ချက်ကိုလမ်းမေးရဲ့စေပြီလောက်ရှိရဲ့ဗျသပင်ဖာရကြီးနဲ့မျက်လုံးကြီးတွေကနီနီကြီးတွေမျက်နာကြီးကတော်တော်ကိုကြောက်စရာကောင်းတာဗျဟီဟုတ်လားကွာနို့နေပါအောင်အဝတ်စားကရောဘလူဝစ်တုံကိုဝင်လို့ခေါ်တဲ့ကားဆရာကချက်ကိုမေးပြန်နေတော်တော်ရှိကြတဲ့အဝတ်စားမျိုးဗျခရောင်အင်းကြီးလက်ပွားပွားကြီးနဲ့ထမိန်အထက်စင်အပြားပြားကြီးကိုဝတ်ထားတာ နေပါအောင်မောင်တာတီစစောကပြောတဲ့အထဲမှာအစကမြင်တော့ကဆိုပါရယ်အခုနောက်တော့ရောဒီနောက်ပိုင်းမှာတော့မဖဲဝါကြီးကတိုက်တဲ့အသင်ကိုပြောင်းနိုင်တာတွေ့ရတယ်ဟေးဟုတ်လားမောင်တာတီရဲ့ဒါဆိုမဖဲဝါကြီးကမြို့ထဲမှာရှောက်သွားနေတာလားကျုပ်တို့ဘယ်သိမှာရောဟာအဲ့ဒီလိုမဟုတ်ဘူးဗျမဖဲဝါကမြို့ရီရွာတွေထဲကိုအကြောင်းကိစ္စမရှိဘဲနဲ့မဝင်ရဘူးဗျဟေးဟုတ်လားမောင်တာတီဒီအကြောင်းကိုဘယ်လိုသိရတော့ဟိုတယ်လောကဘန်ပွေးဘက်မှာမဖဲဝါနဲ့ကျုပ်တို့ရဲ့ သူကကြောက်ရွံ့လောက်ရှိတဲ့မင်းကလေးပုံစံလှုပ်ထားတာဗျသူခွေးနဲ့ကြီးကိုလည်းခွေးတဲတဲလေးပုံစံပြောင်းထားတာကြုံပြန်လုံးဝကိုမမှတ်မိပါဘူးဗျနောက်တော့ရွာတကားမှာရွာထဲဝင်ဖို့လုပ်ရင်းနဲ့သူ့ကိုလှမ်းခေါ်တယ်ဒီတော့မှသူကကျုပ်ကိုဟဲ့တာတီနေမဲသွားငါရွာထဲကိုဝင်လို့မရဘူးလို့ပြောတာဗျဟေးဟုတ်လားကွာမောင်တာတီရဲ့စကားဆိုတာစမိသွားရင်စက်ပြောဖြစ်တာမို့လားကျုပ်ကသူတို့ကိုကျုပ်ရဲ့အတွေ့အကြုံနည်းနည်းပါးပါးပြောပြတာပေါ့ အဲ့ဒီမှာရင်စကားဝိုင်းကြီးကတရေเจ้าနေရောက်သွားတော့တာပေါ့ဗျဒီလူတွေကလည်းကားဆရာတွေဆိုတော့နေရောညပါကားတစ်စီးနဲ့လမ်းပေါ်နေကြရတဲ့သူတွေကိုဗျသူတို့မှလည်းအတွေ့အကြုံတွေနေတာမှမဟုတ်တာသူတို့ပြောတဲ့အเจ้าတွေကလည်းတတော်ကိုစိတ်ဝင်စားဖို့ကောင်းတာဗျပထမဆုံးစပြောတာကကိုဝင်းဆိုတဲ့ကားဆရာအေးပြောရအောင်မဟိဒီတုန်းကရန်ကုန်မန္တလေးလမ်းဟောင်းပဲရှိသေးတာကွာကြီးဆိုရငါကရန်ကုန်ကတထေးတယောက်ရဲ့ကားကိုမောင်းနေတာအဲ့ဒီနေ့ကတထေးက ့ရွာကိုကိစ္စတခုရှိလို့သွားတာဟေ့တထင်းနဲ့ငါနဲ့နှစ်ယောက်ပေါ့ကွာကားကအက်စီးအနီလေးကွာညနေနေရင်သွင်းချိန်လောက်ကြတော့ဘကုန်းနဲ့ဖျားကြီးကြရောက်ပြီကွာကားဆရာကိုဝင်းကပြောရင်းနဲ့ရင်နှီးကြမ်းတကြိုက်တောက်လိုက်တယ်ကျုံရောကြံတဲ့သူတွေရောကိုဝင်းဆက်ပြောမှကိုစောင့်နေကြတာပေါ့အေးအဲ့ဒီနေရာလေးရောက်ရောငါတို့ရှင်မလန်းမကန့်မှကောင်းလေးတယောက်ကိုခွေးနယ်ကြီးတကောင်လိုက်ကြိုက်နေတာဟိဘလို့ကိုဝင်းရဲ့ကောင်းလေးဟုတ်လားကားဆရာတယောက်ဝင်းမိမိတယ် ကိုဝင်းကခေါင်းငိမ့်ပြပြီးတော့ဆက်ပြောတယ်။အေးဟုတ်တယ်ကိုမိုးရဲ့ကောင်းလေးပြအသက်၁၂နှစ်၁၃နှစ်လောက်ရှိမယ်။ပစိုးခရောင်းကြိုက်ကလေးနဲ့ပြောတင်းနေတာမှအသက်ကိုလူပြေးရတဲ့အတိုင်းပဲ။နောက်ကလိုက်တဲ့ခွေးကြီးကကြီးသလား။ဟာကိုမိုးရကျုပ်ပြောရင်ခမရုံချင်မလေးရုံမ။နော်မတန်တကောင်လောက်ရှိရဲ့ပြခွေးနဲ့ကြီးကနေပါအောင်ပြကိုဝင်းရဲ့ခမမြင်နေရတာကိုခမရဲ့တတိယမြင်ရဲ့လား။ကိုမိုးဆိုတဲ့ကားဆရာကထပ်မေးရဲ့။မြင်နေမြင်နေ ။ "तू ကနောက်ခန်းမှာထိုင်လာတာ။ तू လည်းမြင်နေ။မြင်လို့တတိယပြောတာပေါ့ဗျ။ဟွန်း။ခမည်းတတိယဘာပြောတော့။ကိုဝင်ကိုဝင်။ဟိုရှိမှာကားရပေးလိုက်။ကျုပ်ကောင်းလေးကိုကားပေါ်ခေါ်တင်လိုက်မယ်။ဒီကောင်းလေးဒီနားမှာနေတာပဲဖြစ်မယ်။သူ့ဝင်ကိုလိုက်ပို့လိုက်ကြတာပေါ့ဗျ။တတိယပြောတော့ငါကကားကိုရှေ့ကျော်မောင်းလိုက်တာပေါ့ကွာ။ရှေ့ရောက်တော့မှကားကိုရန်လိုက်တယ်။ငါတတိယနောက်ခန်းတကားကိုမြ мян ဖွက်လိုက်ရောဟိ။ဒီတော့မှပဲတိတ်လုံးမျောပါပြေးနေတဲ့ကောင်းလေးကငါတို့ကားနောက်ကိုရောက်လာရောဟိ။ ငါတတိယကားလေးကနေခေါင်းလေးပြူထွက်ပြီးဟဲ့ကလေးလာလာလာကားပေါ်တက်လို့လှမ်းခေါ်လိုက်တာကွာဟာကောင်းလေးကကားရဲ့ပြေးဝင်ရောလားဗျကိုဝင်ပြောတာကိုစိတ်ဝင်စားနားထောင်နေတဲ့ကိုမိုးကဖြတ်မိလိုက်တယ်ဝင်ဖို့နေနေတာသာတတိကိုလှည့်ရပြပြီးတော့စက်ပြေးသွားတယ်ဒီတော့မှငါတတိလည်းအောင်မလေးလို့អော်ပြီးတော့ကားတကားကိုဝုန်းကနေစောက်ပိတ်လိုက်တယ်ကွာဟင်ဘာဖြစ်လို့တော့ကိုဝင်ရဲ့ဒီတကားမေးတာကကိုစိန်မောင်ကြီး ျုပ်တထေးကိုလှည့်ရီးပြတဲ့ကောင်လေးကမျက်လုံးနီနီကြီးတွေနဲ့ပြပစက်ထဲမှာအစွဲတွေဖွေးနေတာပဲဗျို့ဟာလူခုနှစ်ယောက်လောက်တပြိုင်တည်းအော်တဲ့အတန်းဗျို့ပြီးတော့မှကိုဝင်းဆိုတဲ့သူကဆက်ပြောတယ်ကျုပ်လည်းဒူးတွေတုံနေတာပေါ့ဗျာခွေးနဲ့ကြီးကလည်းကျုပ်တို့ကားပြီးကကတ်ပြီးတော့ပြေးသွားတာနဲတဲ့အကောင်ကြီးလားဗျာတတိယကျုပ်ရောစက်တီသေးပြီးတော့ကြည့်နေတော့မှာပဲကောင်လေးကညောင်ပင်ကြီးတပင်အောက်ကိုပြေးဝင်နေခွေးနဲ့ကြီးကလည်းနောက်ကနေလိုက်လာတော့ပေါ့ညောင်ပင်အောက်လေးရောက်ရော ကောင်းလျော့ခွင်းနဲ့ကြီးပါဖြတ်ကနေပျောက်သွားရုပ်ပြုံဒီတော့မှကျုံလေးတတိဝင်လာပြီးကားကိုမောင်းထွက်ရတော့တာပေါ့တတိကတော့သူ့ရွာရောက်တဲ့အထိပရိတ်တွေမနာတဲ့ရွတ်တော်တာပဲပြုံကိုဝင်းကစကားလဲဆုံးရော Do your secret လေးတလေးကိုသူ့အိတ်ထဲကထုတ်ပြီးတော့မင်းကြီးဖွာလိုက်တယ်ဒီလိုကွာလွန်ခဲ့တဲ့၃နှစ်လောက်ကပေါ့ကွာအခုအမြန်လမ်းမကြီးမှာကွာ135မိုင်မရောက်ခင်လောက်မှာငါတယောက်တည်းကိစ္စရှိလို့နေပြည်တော်ကိုသွားတာအခုမောင်းနဲ့ကားနဲ့ပဲလာဗျာ မဟုတ်ဘူးဒီတော့ကငါတို့အိမ်ကမတ်တူးနေသွားတာရန်ကုန်ကထွက်ကလေးကကောင်နောက်ကျနေပါပြီကွာအဲ့ဒီနားရောက်တော့ည9နာရီလောက်ရှိပြီငါကားမီးရောင်အောင်မှာခွေးနဲ့ကလေးနှက်ကောင်းကွာတိတ်နေတာတွေ့တယ်ခွေးတွေကအကြီးကြီးလားဗျကိုစိန်မောင်ကဝေမေးပြန်နေဟာမကြည့်ဘူးကွာပုံမှန်ခွေးရွယ်ပါပဲငါကားမီးရောင်အောင်မှာမြင်နေရတာကားလမ်းပေါ်မှာပြေးနေတာလားမဟုတ်ဘူးကွာကားလမ်းဘေးမှာပြေးနေတာ ပထမတော့ ဲ့ဒီခွေးနှကောင်က ပုံမှန်ပဲပြေးနေတာတဖြည်းဖြည်းနဲ့ခွေးတွေကတအားပြေးတော့တာဟေ့ဘလောက်မြန်တယ်လဲဆိုရင်မိုင်90လောက်မောင်းနေတဲ့ငါကားထက်တောင်ပုံမြန်မှသေးကြတယ်ဟာဗျာခွေးကအဲ့လောက်လောက်ပြေးနိုင်လို့လားဗျကားဆရာတွေကတယောက်တစ်ခုံးဝိုင်းမိကြတယ်ဟာဟုတ်တာပေါ့ကွာတဖြည်းဖြည်းဝေးပြီးတော့ပျောက်သွားရောဟေ့ဟင်ဒါမြဦးတင်ဝင်းကလည်းဘာထူးဆန်းလို့တော့ဗျာကိုမိုးကဝင်းပြောတယ်ဦးတင်ဝင်းကရင်နွေးကွက်ကလေးကောက်ကင်ပြီးတော့တကြိုင်မောတောက်လိုက်တယ် ဟဲ့ကောင်မမိုးရဲ့ငါစကားကမဆုံးသေးဘူးလေကွာအဲ့ဒါနဲ့ငါလည်းကားကိုဆက်မောင်းလာတာပေါ့ခဏလောက်မောင်းလိုက်တယ်ဆိုရင်ပဲတွားတွေးတော့တာပဲဟိဟင်ဘာကတော့ပြဥတင်ဝင်ရဲ့စောစောကခွေးနဲ့နှကောင်လေကွာဒီကောင်နှကောင်ကငါရှိကကြိုပြေးပြီးတော့လမ်းကနေငါကိုပိတ်ဆောက်နေတယ်ပုံကွာဒီတခါတော့လမ်းပေးမှမဟုတ်ဘူးလမ်းပေါ်မှာရက်နေတာငါကိုကြောပေးထားတာလည်းမဟုတ်တော့ဘူးငါဘက်ကိုလှည့်ပြီးတော့ရက်နေတာငါကားမီးရောင်လည်းမြင်ရော ကားစီကိုတန်းပြေးလာကြတာဟိ ဟာတော်တော်ဝေးသေးလားဗျဝေးသေးတယ်ကွာဒါပေမဲ့ဟိအဲ့ဒီခွေးသေးသေးလေးတွေကပြင်းရင်ပြင်းနေအကြီးကြီးတွေဖြစ်လာတာကွာဒီတခါတော့အလုံးအံ့ဩသွားကြတယ်အေးကွာပြင်းရင်နဲ့ခွေးနဲ့ကြီးတွေကနွားပေါက်ရွယ်လောက်တွေဖြစ်လာတာကားမီရောက်မှမျက်လုံးကြီးတွေဆိုတာနှီးရဲပြီးတော့တောက်နေတာဟိဗသက်ကြီးတွေကဟထားတော့အဆွေကြီးတွေကဖွေးနေတာပဲဟိငါလေကားမန်တွေအကုန်တင်ပြီးတော့ပိတ်ထားလိုက်တယ်ရှာနီနီကြီးတွေကတွဲလောင်းကြီးတွေကြာနေတာ ငါလဲအဲ့ဒါမြင်တော့တကူလုံးမှစက်သိန်းတွေထားလိုက်တာကွာပြောမနေပါနဲ့တော့ဒီလိုနဲ့ခွေးကြီးနဲ့ကောင်ကတဖြည်းဖြည်းနဲ့ငါကားနဲ့နီးလာရောဟိငါလဲဘာလုပ်ရမယ်မသိတာနဲ့လီပါကိုနင်းပြီးတော့မှဝင်းတိုက်ပစ်ဖို့ဆုံးဖြတ်လိုက်တာဘာပြောကောင်းမလဲကွာနှစ်လန်လောက်အလိုလဲရောက်ရော ခွေးနဲ့ကြီးနဲ့ကောင်ငါကားကိုလွှားကနေနေအောင်ခုံအုပ်တော့တာပဲဟိငါလဲလန့်သွားပြီးတော့ကားကိုဆွဲကွေးလိုက်မိရဲ့ဟမ်ဘာပြောကောင်းမလဲကွာကားကဝုန်းကနေနေအောင်မှောက်ပြီးတော့လှိမ့်သွားရောဟိ ငါလည်းသတိလက်ပြီးတော့ဘာမှမသိတော့ဘူးကွာဟာဥတည်ဝင်ဘာဖြစ်သွားတော့ဖြစ်တာပေါ့နိုင်ရုံနှချောင်းကျိုးတယ်ခြေထောက်တစ်ဖက်ကျိုးတယ်သီးရုံမှာနှလားကြော်ကြော်ကြာသွားတယ်အားလုံးကခေါင်းလေးတငိမ့်ငိမ့်နဲ့ဥတည်ဝင်ကိုဝိုင်းကြည့်နေကြတယ်ဒီထဲမှာတာတီလဲပါတယ်ကဲကိုမိုးရောတရဲတွေနာနာဘဝတွေမြင်ဘူးလားကိုစိန်မောင်ကကိုမိုးဘက်ကိုလှည့်ပြီးတော့မေးလိုက်တယ်မြင်ဘူးပါပြီလားကွာဒါမျိုးဆိုတာကတခါမဟုတ်တခါတော့မြင်ဘူးကြတာပါပဲကွာ ဟင်ဒါဆိုရင်ပြောပါအောင်ဒီလိုကွာငါကကြောက်မြောင်းမာနေတာလေတရက်ကြတော့ငါတို့လမ်းမှာအရက်မူးနေတဲ့ကောင်းတကောင်၆တက်ကနေပြုတ်ကြပြီးတော့တေရောဟိအဲ့ဒီတိုက်ရှိမှာဗရောက်ပင်ကြီးတပင်ရှိတယ်ကွာအဲ့ဒီဗရောက်ပင်ကိုပိုင်ရှင်ကတိတိချာချာကိုအုပ်ပောင်တွေခွေပြီးတော့မှစိုက်ထားတာနှွေဆိုရင်အဲ့ဒီအုပ်ပောင်ပေါ်မှာထိုင်ရတာဗရောက်ရိတ်ကလေးနဲ့ဆိုတော့တေပီအေးတာကွာကိုမိုးက secret လေးဖွာလိုက်တယ်အဲ့ဒီကောင်က၆လကပြုတ်ကြတော့အဲ့ဒီဗရောက်ပင်ပေါ်ကိုကြတာ ဘရောက်ပင်ကိုဖြောင်းဝင်သွားပြီးတော့မှအုပ်ပေါင်နဲ့ခေါင်းနဲ့စောင့်မိတာဟာပွေးချင်းပြီပေါ့နော်ကိုမိုးပြီးတာပေါ့ကွာအဲ့ဒီနာမှာကင်းလဲ့နေတဲ့ကင်းသမားတွေပြောတယ်ခွတ်ဆိုတဲ့အတန်ကြီးကြလို့သူတို့ပြေးလာတာတဲ့အဲ့ဒီနာရောက်တော့ခေါင်းထဲကထွက်တဲ့အုံနောက်တွေဆိုတာဘရောက်ပင်အောက်မှာအပုံလိုက်ထွက်နေတာတဲ့ဟိအေးပေါ့ကွာ၆တက်ဆိုတာနေတဲ့အမြင်မှမဟုတ်တာကိုမြမောင်ကဝင်ပြောတယ်အေးအဲ့ဒီမှာရင်ဇလန်းစတော့တာပဲဟိဒီလိုဖြစ်ပြီးတော့နှစ်ရက်လောက်ကြာတော့ အဲ့ဒီအင်ရှင်ကသူစိုက်ထားတဲ့ဗရောက်ပင်ကိုခုတ်ပြီးတော့အုတ်ခုံတွေပါတူးထုတ်ပြစ်လိုက်တာငါကားသိမ့်ပြီးတော့ပြန်သွားတော့အဲ့ဒီဗရောက်ပင်နေရာမှာမြေတောင်ညှိပြီးသွားပြီကွာနောက်တနေ့မနက်စောကြီးမှာဒိုလန်နဲ့ကမွေးငါတို့အတုတ်တို့ရောင်းနေသူတွေလဲကလေးတွန်းပြီးတော့စိုင်းထွက်ဖို့လာကြတာပေါ့ကွာအဲ့ဒီဗရောက်ပင်နေရာလေးရောက်ရောအောင်မလီတရေတရေဆိုပြီးတော့ထအော်ရော်ဟေးသူတို့ရဲ့လဲကိုအဲ့နာမှာထားခဲ့ပြီးတော့ပြေးလိုက်ကြတာတန်းနေတာဆိုပဲနောက်တော့လန်နဲ့ကလူတွေထွက်လာပြီး ကောင်မလေးတွေကိုစိုင်းထိလိုက်ပို့ကြတာပေါ့အေးနောက်တညရောက်တော့ငါမမနဲ့အစောကြီးလေးစိတ်ပို့ရမယ်အော်ဒါရှိတာ ਨੇ ကားကိုအိမ်ယူထားပြီးတော့မနဲ့လေးနိုင်ပြန်ထားပြီးတော့မောင်းရတာပေါ့ကွာအဲ့ဒီဗရောက်ပင်နဲ့မလန်မကန်းကိုရောက်တော့ငါကားမီးရောက်အောင်မတွေ့ရဟေဟာဟုတ်လားဗျာကိုမိုးကြီးရေဘလို့ပုံစံကြီးတော့အေးအဲ့ဒီလူ၆ထက်ကပြုတ်ကြတော့ကအဝိစာတိုင်းပဲကွာစစ်စိမ်ရောက်အင်ဂျင်နဲ့ပစိုးအနက်ကွက်ကလေးဝဲလို့ကွာမြင်နေထားတဲ့ဗရောက်ပင်နေရာမှာငုတ်တုတ်ကြီးထိုင်နေတာဟေ တကူလုံးမှလည်းသွေးရည်နေကွာထိုးဆန်းတာကမျက်နှာလုံးဝမပါဘူးဟေးဗျာအားလုံးပါစက်ကထွက်လာတဲ့အတန်တွေပဲဘဘလို့ဗျာကိုမိုးရဲ့မျက်နှာမပါဘူးဟုတ်လားအေးဟုတ်တယ်ကွာစိန်မောင်ရဲ့ဒီကောက်မှာမျက်နှာမပါဘူးမျက်နှာနေရာမှာပြောင်ကြီးကွာမျက်လုံးတို့ပါစက်နှခေါင်းဘာမှမရှိဘူးအသားပြောင်ကြီးဖြစ်နေတာဟာကိုမိုးမကြောက်ဘူးလားဗျာကိုဝင်းကဝင်ပြီးတော့မေးပြန်ရောမကြောက်ဘဲနေမလားကိုဝင်းရကြောက်တော့ဗောကြက်သိန်းတွေဆိုတာထားလိုက်တာမှာ တပြန်ပြန်ကိုဖြစ်နေတော့တာသပင်တွေဆိုတာအပေါ်ကိုထောင်နေတော့တယ်ကိုထင်နေရကွအဲ့တော့ကိုမိုးဘာလုပ်တော့ငါလဲဆက်မကြည့်ရတော့တာနဲ့ကားမိပိတ်လိုက်တယ်လူတွေအိမ်မောကြတဲ့အချိန်ဆိုတော့တလန်လုံးတိတ်ဆိတ်နေတာကွာအိမ်မီးတွေပိတ်ထားကြတော့လမ်းတက်မီးတိုင်းကမီးအောင်ပဲရှိရလေအဲ့ဒီနေရာကအမောင်ရေးကြနေတာဆိုတော့ဘာမှမမြင်ရတော့ဘူးပေါ့ခဏကြတော့ငါစိတ်ကဒီကောင်ကိုကြည့်ကျင်လာပြန်ရောဟိဒါနဲ့ကားမိကိုပြန်ဖွှဲလိုက်တယ်မရှိတော့ဘူးကွာပျောက်သွားပြီ ဒါနဲ့ငါလည်းကားကိုမှန်မှန်မဲမောင်းပြီးတော့ထွက်လာခဲ့ရတော့တာပေါ့ကွာ။ဟာကိုမိုးကလည်းတော်တော်ကိုကြောက်စရာကောင်းတာပဲဗျာ။ဒီနောက်ပိုင်းရောအဲ့ဒီအကြီးကိုတွေ့သေးလား။အဲ့ဒီကလေးကလမ်းထဲမှာဖုန်ကြီးတွေပင်ပြီးတော့ပရိတ်တွေရွက်ကြတာကွာ။ဒီနောက်တော့ဘာမှမမြင်ရတော့ပါဘူး။ငါတို့တွေ့ကြတယ်ဆိုတဲ့အချိန်ကလည်းရက်တောင်မလဲသေးဘူးလေကွာ။အော်ဟုတ်သားပဲဒါကြောင့်ဖြစ်မှာပါ။ကိုမိုးပြောတဲ့တစီအကြောင်းကိုအလုံးငြိမ်ပြီးတော့မှတွေးနေကြတယ်။ကဲကိုစိန်မောင်ကြီး ခမရလည်းပြောပြပါအောင်ဗျာခမရရဲ့ကိုတွေးကိစ္စလေးပေါ့ကိုဝင်းကကိုစိန်မောင်ကိုပြောခန့်ပြန်ရောပြုံးကိုစိန်မောင်ကညှိလက်စ secret လေးကိုတဖွာနှဖွာဖွာလိုက်တယ်တော်တော်တော့ကြာသွားပြီကွာလှိုင်းသားရဘက်ကိုထိုးထားတဲ့ဘေးရင်အောင်တရားကြီးပေါ်မှာပေါ့ကွာဘယ်တရားတော့ပထမတရားလားနောက်တရားလားဟာကိုမိုးရအဲ့တုန်းကဒုတိယတရားမရှိသေးဘူးလေပထမတရားကိုပြောတာဘေးရင်အောင်တရားလေးဗျာအောင်စရာတရားမဟုတ်ဘူးအော်ဟုတ်ပြီဟုတ်ပြီညဘက်၁၂နာရီလောက်ဗျာ ကျုပ်ကလှိုင်းသားရကိုပါစင်ဂျာသွားပြီးတော့မှပို့ပြီးပြန်လာတာစက်မှုစုံကိုလိုက်ပို့ရတာဗျဒီလူတွေကညဘက်ဘီယာဆိုင်ပိန်းမှထပြန်ကြတာထင်ပါရဲ့ကျုပ်လည်းသူတို့ကိုတည်တည်ဆာဆာပို့ခဲ့ပြီးမှပြန်လာခဲ့တာတရားပေါ်တက်ရုံပဲရှိသေးတယ်ဗျမိရအောင်မှာတည်တည်ဆာဆာကိုမြင်လိုက်ရတာဟွန်းဟုတ်လားဘာကိုမြင်လိုက်တာတော့ကိုစိန်မောင်ရဲ့မဖဲဝါကြီးဗျမဖဲဝါကြီးဘာမဖဲဝါဟုတ်လားကိုစိန်မောင်အားလုံးကမဖဲဝါလို့ပြောလိုက်တော့ စောစောကထပ်ပိုးပြီးတော့စိတ်ဝင်စားသွားကြတယ်။ပြောဆက်မှာပြကိုစိန်မောင်ရဲ့ခမားဘလို့မြင်လိုက်ရတာတော့အရန်ကိုသိကျင်နေကြပြီ။အဲ့ဒီဘယင်းအောင်တရာကြီးရဲ့တံပေါင်းကြီးပေါ်မှာခေါင်းကြီးတစ်လုံးထမ်းပြီးတော့တရာကြီးကိုခွာကျော်သွားတာကွာ။ဟာအားလုံးအံ့ဩသွားကြတယ်။ကျုံလည်းအံ့ဩတာပါပဲ။ဒါဆိုအကြီးကြီးပေါ်ပြ။ဟာမင်းစဉ်းစားတာကြည့်ပြီးတော့မဝင်ရ။အဲ့ဒီတရာကြီးကိုခွာကျော်သွားပါလေဆိုမှကွာ။ငါကားထဲကနေမော့ကြည့်တာ။မျက်နှာကိုမမြင်လိုက်ရအောင်။ ထမိန်ကြီးရင်ရှားထားတာကွာအဲ့ရောငါတွေ့လိုက်ရတယ်ငါမှာစက်သိန်းတွေအလုံးကြီးကြီးကိုထထသွားတာပဲခေါင်းကြီးကိုထမ်းထားတယ်ဟုတ်လားကိုသိမ်မောင်အဲ့ဒါမကောင်းတဲ့နမိတ်ပြကိုမိုးရဲ့ကြောက်ရင်ကလေးကကြားဖို့တယ်ရွာတရွာနောက်ကိုမက်ဖေးဝါခေါင်းထမ်းပြီးရောက်လာတာတွေပါပဲမြင်လိုက်ရတယ်ဆိုရင်အဲ့ဒီရွာမှာလူတွေစက်တိုက်တည်တတ်တယ်တဲ့ဗျအော်ဒီလိုလားအေးအဲ့ဒါနဲ့ကျုပ်လဲကားစီယာတိုင်းကြီးကိုကင်ပြီးတော့တောင်းတောင်းကြီးဖြစ်နေတာကြောင်ပြီးတော့ဘာလုပ်ရမှန်းမသိတာ မဖဲဝါကြီးကတော့တရားကြီးကိုခွာကျော်ပြီးတော့ပျောက်သွားတာပါနောက်တော့ကျုံနောက်မှာကားတွေတန်းစီနေပြီးတီ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 ဆိုတဲ့အတန်တွေထွက်လာမှသတိပြန်ဝင်လာပြီးတော့ကားမောင်ထွက်လာခဲ့ရတော့တာပေါ့ဗျာကျုံမျက်စီထဲမှာတော့ဒီအကြောင်းတွေးမိတိုင်းချက်ချင်းကိုပြန်မြင်လာတာပြုံးအဲ့ဒီမြင်ကွင်းကြီးကိုတော့ကျုပ်တသက်မှာမေးလို့ရမှာမဟုတ်ပါဘူးဗျာနောက်နေပါဦးဗျာကိုစိန်မောင်ကားနောက်မှာရပ်နေတဲ့ကားတွေအရောဒါကိုမြင်လိုက်ကြသလားအဲ့ဒါတော့ငါလည်းမသိဘူးဗျကျုပ်ကတော့ငုတ်တုတ်ကြီးမိနေရလား အိပ်ပျော်နေတာလားနဲ့ဝိုင်းဝေါ်နေကြတာပဲနောက်တော့ဘာဖြစ်သေးတော့ဖြစ်တာပေါ့နောက်တနေ့အဲ့ဒီတရားပေါ်မှာဒိုင်နာကားပြတစ်သိန်းမောက်လို့လူ၂၂ယောက်ပွေချင်းပြီးသိတယ်လေဟာဟုတ်တယ်ဟုတ်တယ်ကျုပ်တို့လည်းကြားလိုက်တယ်အော်အဲ့ဒါမဖြစ်ခင်မဘဲဝါကြီးခေါင်းတန်းပြီးတော့ကြော်သွားတာကိုအားလုံးငြိမ်သွားတယ်ဗျာညကလည်းနဲ့လားအရေးတက်ကလည်းပိုလားမိဖို့တွေကိုထင်းနှုံးတွေထတ်ထဲပြီးရောစကားဝိုင်းကောင်းနေကြတာပေါ့လူတွေမှာတခါမဟုတ်တခါအံ့ဩစရာတွေကြုံတတ်တယ်ဆိုတာကိုတော့ ကျုပ်တည်သွားတာပေါ့ဗျာကဲကိုမြမောင်ပြောပါအောင်ဗျာခမားအတွေ့အကြုံကလေးတွေပေါ့ကိုမြမောင်ကလည်းသူဝေထားတဲ့ဂျာကင်အင်ဂျီကိုရင်ဘတ်စီဆွဲစီပြီးတော့2008ခုနှစ်ကနာကက်မုန်တိုင်းကြီးကိုတော့မင်းတို့မှတ်မိကြမှာပေါ့ဟာဒါမေးစရာမှမဟုတ်တာတွေဗျာမှတ်မိတာပေါ့ဗျာမြေဝကျုံးပေါ်မှာနေတဲ့ကျုပ်တို့ဆွေမျိုးတွေတော်တော်ပါသွားတာပဲဗျာဘယ်မေးပါမလဲအေးအဲ့ဒီနာကက်ကြီးပြစ်ပြီးတပတ်လောက်ကြာတဲ့အချိန်မှာပေါ့ကွာလမ်းတွေပြန်ပြီးတော့ပွင့်ကားစားပေါ့ တပင်းတွေလဲလဲတာတွေတက်တိုင်တွေလဲကြတာတွေကိုရှင်းလင်းပြီးုံကလေးပေါ့ကွာငါလဲကားလေးပြန်မောင်းရတာပေါ့မနဲ့၄နာရီလောက်ရှိပြီကွာငါကကဲနာလန်အတိုင်းမောင်းလာတာမြဝကြုံပေါ်တင်းမောစိတ်တွေနားရောက်တော့15လန်း16လန်းလောက်မှာပေါ့ညောင်မင်းလေးဈေးနာမှာပေါ့ကွာလူတယောက်အိမ်မဲတလုံးပခုံးမှာလွှဲထားတယ်ကွာငါကားကိုတားတယ်ဘယ်သွားမှလဲဆိုတော့အင်းစိန်တယ်ကွာငါလဲဈေးစကားပြောပြီးတော့တင်လိုက်တာပေါ့ကွာဒီလူကနောက်ခန်းကတက်တယ် ထောင်းစံအတိုင်းပေါ့ကွာဒီလူနဲ့ငါနဲ့စကားလေးပါလေးပြောတာပေါ့ဒီချိန်ကတော့လူတိုင်းပြောတဲ့စကားကတော့မုံတိုင်းကြောင်းပဲများတာပေါ့ကွာဒီလူကသူတို့မြို့ဝကျုံပေါ်ရွာတွေမှာရွာလုံးကျွတ်လူတွေတည်ကြတဲ့အကြောင်းလေကွင်းတွေထဲမှာအလောင်းတွေအများကြီးရှိနေတဲ့အကြောင်းတွေပြောတာပေါ့ငါကလည်းဟိုမေးဒီမေးပေါ့လေဒါနဲ့ငါကကားနောက်ကြည့်မှန်ကလေးတွေကနေဒီလူကိုကြည့်လိုက်မိတယ်ကွာဟာကတဲ့နေအောင်ငါပါသက်ကရှောင်ပြီးတော့អော်မိတယ်ဟေးဒီမှာနေဒီလူလဲလန့်သွားပြီးတော့ ဘာဘာတော့ဗျဘာဖြစ်လို့တော့လုံငေါအောင်မေးတယ်ငါကလည်းချက်ချင်းသတိထားပြီးတော့ပြောရတော့တာပေါ့ဗျာခွေးပါဗျာကာရှိကပ်ပြီးတော့ဖြတ်ပြေးသွားတာတိုက်မိမလို့ကန်ကောင်းလို့ဗျာအဲ့လိုငါကပြောလိုက်တော့ဒီလူကမုံတိုင်းကြောင့်စက်ပြောရော့ဟေဒါဆိုခမရကနောက်ကြည့်မှန်းနေမှာဘာတွေးလိုက်လို့တော့မိမကြီးဟေးမိမကြီးစတုံးကြီးနေကွာမျက်လုံးပြူးပြူးကြီးနေငါ့ကိုကြည့်နေတာဗျာမိမကြီးဟုတ်လားခမရတင်လာတာကယောက်ျားကြီးမဟုတ်လား အင်းအဲ့ဒါကြောင့်ပြောတာပေါ့ကွာငါတီလူကိုမသိမသာလှဲ့ကြည့်တယ်ယောက်ျားပေါ့ငါနဲ့စကားပြောနေတာပဲဟာတိုင်းမဲ့ဒီလူကိုမှန်တဲ့ကကြည့်လိုက်ရင်တော့မိမကြီးဖြစ်နေရောဟိဟာခမည်းဟာကစမ်းလာကြည့်လားပြကိုမြမောင်ရဲ့အေးငါလဲကြောက်လာတာပေါ့ကွာဒါမျိုးတခါမှကြုံဘူးတာမှမဟုတ်တာစက်သိန်းတွေထားပြီးတော့ကြော်တဲ့ကစိတ်ကနေစိတ်ကနေဖြစ်သွားတာနင်းနီကောင်မီပွိုင်မှာကားရက်တော့လဲငါနောက်ကိုတီတီကြကြကြည့်လိုက်တယ်ဒီလူကငါတင်ခဲ့တဲ့လူပဲ ဒါပေမဲ့မှန်နေကပြန်ကြည့်နော်မိမကြီးမမိမကြီးပဲမျက်လုံးပြူးကြီးနဲ့ဟိုကြည့်ဒီကြည့်ကြည့်နေတာငါလည်းမလုပ်ရမလဲလို့တွေးတာပေါ့လေပတ်စံမယူတော့ဘူးပြောပြီးမြင်နေကောင်းပါပဲစဉ်းခိုင်းလိုက်ရမလားမလုပ်ရင်ကောင်းမလဲလို့တွေးတာပေါ့ခွာလေတန်းပွိုင်မှာကာမီနီမိနေတော့မှငါတခုဆုံးဖြတ်လိုက်တယ်မိနေလို့တော့ကားကိုဆက်မောင်းလိုက်ပြီးကမာရုပ်ရဲစခန်းရှိမှကားကိုထိုးရက်လိုက်တယ်ပြီးတာနဲ့တွေ့တဲ့ရဲနှစ်ယောက်ကိုအကျိုးကြောင့်ခက်မြမြပြောပြလိုက်တော့ရဲနှစ်ယောက်ကထွက်လိုက်လာတယ်တယောက်ကဒူရဲအုပ် တယောက်ကတက်ကြံกว่าကားစီရောက်တော့ဒီလူကိုကားပြန်ထွက်ခိုင်းပြီးတော့စကန်းနေကိုခေါ်သွားတယ်ငါလည်းလိုက်ခဲရောက်တော့ပေါ့ကွာတူတူပြောရရင်တော့စကန်းမူကဒီလူအိတ်ကိုရှာရော့ဟိဘာတွေတွေ့တယ်လို့ထင်တော့ဟင်ဘာတွေတွေ့တော့ဗျကိုမြမောင်ရဲ့ရွှေတွေလေကွာရွှေတွေပေါ့လက်စွပ်တွေဆွဲကြိုးတွေလက်ကောက်တွေငကတ်တွေပေါ့နဲတာမဟုတ်ဘူးဟိတချို့ငကတ်တွေမှာလူနေရွယ်အဖျားကလေးတွေတောင်ပါသေးတယ်လက်စွပ်တွေဆိုရင်လေ တချို့လက်စွပ်မှာလူအသားတွေကတ်နေတာကွာဟာစကံမှုကဒီကောင်ကိုစစ်တော်မှာပေါ်လာဟီဒီကောင်ကမုံတိုင်းအပြီးမှာလက်ကွင်းနဲ့တင်နေတဲ့အလောင်းတွေကရွှေတွေကိုဖြောက်ယူပြီးတော့ရန်ကုန်ကိုတုတ်ချလာတာကွာဟာဒါဆိုရင်ကိုမြမောင်မြင်တဲ့မိမကြီးဆိုတာကဟက်ကောင်မောင်ဝင်းရဲ့အဲ့ဒါနာကိမုံတိုင်းနဲ့မှာတည်သွားတဲ့မိမကြီးသူ့ဝဲထားတဲ့ပစ္စည်းတွေကိုဆွဲပြီးတော့တည်သွားတော့တစီမကြီးဖြစ်နေတာပေါ့ကွာဒီလူကသူ့အလောင်းကပစ္စည်းတွေဖြောက်ယူတော့ ဒီလိုသွားလေရတကောက်ကောက်လိုက်နေတာပေါ့ကွာအော်ဒီလိုလားနောက်တော့ဘာဖြစ်သွားတော့အဲ့တော့ငါလည်းမသိဘူးငါကတော့ဒီလူကိုရဲလက်အပ်လိုက်တာပဲကွာအော်အေးအေးအဲ့မှာပြောစရာရှိသေးတယ်ကွာစကံမှုကငါနဲ့ထွက်လိုက်လာပြီးတော့ကားတကားဖွင့်နေပြီးတော့ကားတွေကိုခေါင်းကုန်ပြီးတော့ပြောတယ်ဟိုတော်ကြီးလေးလာလာခမားပစ္စည်းတွေယူတဲ့လူကိုကြောက်တော့အေးယူတော့မှခမားရှိမှဖြစ်မယ်လာခဲ့လာခဲ့လို့ပြောပြီးတော့ခေါ်သွားတယ်ကွာဟာဟိုတစီမာကြီးကလိုက်သွားရောလား အဲ့ဒါတော့ငါလည်းမသိဘူးလေကွာစကမ်းမှုကတော့ခက်တီတီနဲ့ခေါ်ထုတ်သွားတာပဲကွာငါလည်းကားကတပြားမှမရပဲနဲ့ပြန်လဲလာခဲ့ရတော့ပေါ့ကွာသူတို့တွေကကိုမြမောင်ပြောတဲ့ဇလန်းကိုလည်းတော်တော်ကိုစိတ်ဝင်စားကြတာပဲဗျဘသူပါပြောပြောစိတ်ဝင်တစားနဲ့နားထောင်နေတဲ့သူတယောက်သူတို့ထဲမှာရှိသေးတယ်ဒီလူကစိတ်လိုက်တွေပါတွေလဲတောက်တာမတွေ့ရဘူးကဲကိုစိဝင်းခမားလဲလေဗျာနည်းနည်းပါပါပြောပါအောင်ဗျကိုဝင်းကပြောတော့ကိုစိဝင်းဆိုတဲ့လူကထနောင်းမင်ကိုမြည်ပြီးနေရာကနေရှေ့ကိုနည်းနည်းတိုးလိုက်တယ် ဒီဘိုးတော်ကအသက်90ကျော်လောက်ရှိမယ်ထင်တယ်။ဦးစွေဝင်းဆိုတဲ့ဘိုးတော်ကပြောပြတယ်ဗျ။အဲ့ဒီတော့ငါငါတက်စီမောင်းကစားပေါ့ကွာတာမွေတင်းချိုင်းကြီးကလည်းဖြတ်ပြီးကစားပဲရှိသေးတာညာ၁၇နာရီလောက်ရှိပြီကွာငါခီးတဲ့လိုက်ပို့ပြီးတော့ဈေးဟောင်းလန်းကနေပြန်လာတာငါရှိမှကစိုက်ကားတစ်စီးကွာပါစင်ဂျာတင်ပြီးတော့နင်းသွားတာတဖြည်းဖြည်းနဲ့အဲ့ဒီစိုက်ကားကိုငါကားကကြောတက်ပြီးတော့ငါအမတ်တမဲနဲ့စိုက်ကားပေါ်ကပါစင်ဂျာကိုလှည့်ကြည့်လိုက်တယ် အောင်မလီဆိုပြီးတော့ငါထောက်အောင်မိတော့တာပဲဟင်ဥစေဝင်ဘာမြင်လိုက်လို့ရောဘာမြင်ရမရောကွာမဝင်ရဲ့အဲ့ဒီလိုတက်နေလာတဲ့ပါစင်ဂျာကမိန်းမကွာဒါပေမဲ့ငါကြည့်လိုက်တဲ့အချိန်မှာခေါင်းမပါဘူးလေပင်ငုတ်တို့ကြည့်နေဗျာအားလုံးကလန့်အော်ကြပြန်ရောငါလည်းကားကိုအချိန်နဲ့နဲ့လျှော်ပြီးတော့စိုက်ကားဆရာကိုလန့်အော်လိုက်မိရောဟိစိုက်ကားဆရာခမပါစင်ဂျာခေါင်းမပါဘူးလို့អော်လိုက်တော့စိုက်ကားသမားလည်းသူ့ခီးတဲ့ကိုလှည့်ကြည့်လိုက်ရောဟိ ဟာဒီလူကောမြင်ရရင်လားမြင်တော့ပေါ်မှာဝင်ရတစီမတမင်ကို၆တာပဲဟာစိုက်ကားသမားဆိုတာဘာပြောကောင်းလိမ့်မတော့ကွာအောင်မလေးပြလို့အတန်ကုန်អော်ပြီးတော့စိုက်ကားပေါ်ကနေခုံချပြီးပြည့်ရော့ဟီငါလည်းနောက်ပြန်လှည့်ကြည့်တော့စိုက်ကားပေါ်မှာဘာမှမတွေ့တော့ဘူးကွာဟင်အဲ့ဒီကောင်းပြတ်တစီမဘယ်ကိုရောက်သွားတာတော့ဟာကိုမိုးကလေတစီပါဆိုမှတော့၆ပြီးတော့မှပျောက်သွားတော့ပေါ့ကွာစိုက်ကားသမားတော့ဘလို့ဆက်လုံလေတော့ငါလည်းမသိဘူး ငါလေးကောက်ကိုခတ်တုတ်တုတ်မောင်းပြီးတော့တောင်ဝီပလီဘက်ကိုထွက်ချလာခဲ့ရောဟိအဲ့ဒါငါမျက်စိနဲ့တက်အကုန်မြင်ခဲ့ရတယ်ခေါင်းမပါတယ်တဆီမပဲကွာအားလုံးငြိမ်ပြီးတော့နားထောင်နေတာပေါ့ဗျာအမလီပြငြိမ်ပြီးတွေးနေကြတော့မှပဲကျုပ်တို့နောက်ဘက်ကဝုန်းဆူတဲ့အတန်ကြီးကြားလိုက်ရတယ်ဗျအားလုံးထောက်အော်လိုက်ကြတာဗျာနောက်လေကြည့်တော့မှကျုပ်တို့နောက်ကတထက်ကျောင်းကလေးရဲ့ခေါင်းမူးတွပြပေါ်ကိုဆရာတော်ရဲ့ကြောင်ကြီးခုံချလိုက်တာဗျညောင်ညောင်ညောင်ဆိုတဲ့ကြောင်ဝတန်ကိုကြားလိုက်တော့မှ အလုံးသဘောပေါက်ပြီးတော့ရီလိုက်ကြတာဗျာရီတဲ့တန်ဆိုတာကလည်းပုပ်ပါယုံကြောင်းဝင်းထဲမှာလွှမ်းသွားရော့ပြုံပရိသတ်များရှင်ဒီကနေ့တင်ဆက်ပေးခဲ့တဲ့ဇာလံလေးကတော့တာတီရဲ့ကားလန်းပေါ်ကတစီဆိုတဲ့ဇာလံလေးပဲဖြစ်ပါရဲ့ရှင်နားစရာပေးခဲ့ကြတဲ့အတွက်လေးကျေးဇူးများကြီးတင်ပါတယ်အလုံးမိတ်တရားချမ်းမြေ့ကြ